မင်္ဂလာညချမ်းပါရှင် KTFN ပရိသတ်တွေနဲ့ Greeny ပြည်သူပြည်သားအားလုံးဘင်းကင်းလုံခြုံပြီးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့တူလိုအင်ဆန္ဒတွေပြေဝကြပါစေလို့အရေးဆုံးဆုမကောင်းတောင်းပေးလိုက်ပါတယ် KTFN မြန်မာဘာသာရေဒီယိုအစီအစဉ်တွေကို Greeny ပြည်တွင်းက Proson နဲ့ Demoso မြို့နယ်မှာ FM Radio Line 100 MHz မဆဲမြို့နယ်မှာ95.8 MHz Thai Greeny နဲ့ဆက်မှာ FM Radio Line 100 MHz တို့နဲ့ နေ့စဉ်ည9:00နာရီမှာထုတ်လွှင့်ပေးနေတာပဲဖြစ်ပါတယ်။ KJF Radio Station ကနေတနအိစာထုတ်လွှင့်ပေးနေတာဖြစ်ပြီးကျွန်တော်တို့ထားရဲ့ Facebook လူမှုကိုရဆာမျက်နှာမှာတော့နိုင်ဝက်စာတိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။2025ခုနှစ်နိုဝင်ဘာလ9ရက်ပုဒ်တခုနေ့ည K2F မြန်မာဘာသာ Radio Season ကိုစတင်ထုတ်လွှင့်ပေးနေပါပြီ။ကျမမော်လီမြပါရှင်။ဒီကနေ့နားဆင်ကြရမှာကတော့ ဒီမိုးဆူမြို့နယ်တနေရာမှာဗုတ်ကထိန်ပွဲပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ဂရီနီနဲ့ရှန်ဂရီနီနဲ့ဆက်မှာတလတွင်အယက်သားပြည်သူနေအိမ်53လုံးမိရှုဖြစ်စီခံရတဲ့တည်င်းတွေအပောင်းဝင်ကနော်ရီထိုင်းရဲ့နောက်ဆုံးရတည်င်းတွေမိုးလီဝါဒတည်င်းဒေတာတွေတည်င်းတွေနဲ့နိုင်ငံရကာတည်င်းတွေကိုကြားကြရပါမယ်။အဲဒီနောက်မှာတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့ကုန်စင်းတို့တည်င်းနဲ့တူတာဖြားဖြားအစီအစဉ်ကနေပြီးမြေမြုပ်မိုင်းနဲ့စစ်တပ်လက်နက်ပစ္စည်းတွေရဲ့ လူပေါင်းပေါ်ထိခိုက်မှုအကြောင်းကိုဆက်လက်ကြားရဖို့ရှိပါတယ်။အခုရေဆုံးတော့သတင်းတွေကိုပြောပြပေးပါမယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကဒီမိုဆိုမြို့နယ်နောက်ဖက်ချမ်းတနင်္လာမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ကြာဆုံးသွားတဲ့ Greenie Bide ရဲဌာနမှရဲကင်းမှုစောအီလီယာရဲ့စပနာကို ပြုလုပ်ခဲ့ပါတယ်။စောအီလီယာဟာအာနာသိပ်ပြီးတလှကြမှာ ရဲ CDM ပြုလုပ်ခဲ့တာဖြစ်ပြီး2024ခုနှစ်ဇန်နဝါရီလတရနေ့ကစလို့ GreenEP အမှတ်9ရဲစခန်းမှာတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။အခုနှစ်ဧပြီလ4ရက်နေ့မှာဒီမော့ဆိုမြို့နယ်တနင်္လာရက်ရဲကင်းမှုအဖြစ်တာဝန်ပေးအပ်ခံရတာဖြစ်တယ်လို့သိရပါတယ်။ GreenEP မှာအော်တိုဘာလအတွင်းလူခွေရေချိုးဖောက်ခံရမှုစုစုပေါင်း30တချိန်ရှိတယ်လို့ Greeny လူခွေရေအဖွဲ့ KNHRG ကဒီကနေ့အော်တိုဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့လူခွေရေချိုးဖောက်တာတွေကြောင့်အရက်သားပြည်သူစုစုပေါင်း22ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး3ဦးသေဆုံးခဲ့ပါတယ်။သေဆုံးခဲ့တဲ့သူတွေထဲမှာအမျိုးသမီး9ဦးအမျိုးသား9ဦးအမျိုးသမီးနဲ့ကြားမမသိသူ2ဦးပါဝင်နေတာပါ။ထိခိုက်ဒဏ်ရာရရှိသွားတဲ့အထက်မှာတော့အမျိုးသား10ဦးအမျိုးသမီး4ဦးကလေးငယ်6ဦးနဲ့အမည်မသိဂျန်နာ3ဦးဖြစ်ကြပါတယ်။ဒါတွေဖြင့်စစ်ကောင်စီရဲ့မိရှုဖြစ်စီမှုကြောင့် ဖေခုံမြို့နယ်နောက်ဖက်ချမ်းမအရက်သားနေအိမ်40ကျော်ပျက်စီးခဲ့ပြီးဘာသာရေးဆောက်အုပ်တလုံးလည်းပါဝင်နေပါတယ်။အော်တိုဘာလာဟာအရက်သားပြည်သူဆက်ဆောင်တွေတီးနှံရိတ်သိမ်းနေတဲ့အချိန်ကာလဖြစ်ပါတယ်။စစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိနဲ့တီးနှံတွေရိတ်သိမ်းနေကြတဲ့အရက်သားပြည်သူတွေကိုဒရုန်းနဲ့တိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေပြီးအရက်သားပြည်သူတွေထိခိုက်ဒေဆုံးမှုရှိနေတယ်လို့တီးနှံရိတ်သိမ်းနိုင်ဖို့အတွက်လည်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေကြရတာပါ။ စစ်ကောင်စီတပ်ကဒီလိုလူခွေရေးချိုးဖောက်တာတွေကိုဆက်လက်လှုံ့ဆော်နေတာကြောင့်တရားမျှတမှုအတွက်ပြက်ပြက်တသားအရေးယူနိုင်ဖို့နိုင်ငံတကာကိုဆက်လက်တောင်းဆိုနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မနေ့ကနိုဝင်ဘာလ၄ရက်နေ့မှာကြာရောက်တဲ့တဆောင်တိုင်းလပြင်းညမှာလွိုက်ကုံမြို့ပြည်နယ်ခမ်းမဝင်းတွင်စစ်ကောင်စီကိုထောက်ခံတဲ့အမှုပညာရှင်တွေလာရောက်ဖျော်ဖြေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ညပိုင်းမှာပြုလုပ်တဲ့ stage show ပွဲမှာအမှုပညာရှင်ဖြစ်ကြတဲ့တယောက်ဆောင်ခက်စီသူဝိုင်းလင်းအီဇနီငပြောကျော်ပေါ်ဦးအောက်ချစ်တို့ကလာရောက်ဖျော်ဖြေခဲ့တယ်လို့ဆိုပါတယ်။အဲဒီနေ့က show ပွဲတွေပြင်မိပုံးပြန်လွေ့တင်တာမြို့တွေမိကြလက်လေတာ စီမီးပူဇော်တာတွေကိုလည်းစီကားတိုက်မျက်စွာပြုလုပ်ခဲ့တယ်လို့ Live Commute Data ခံတူဦးကပြောပါတယ်။ဘုံသာဘာသာဝေတွေအထွတ်မြတ်ထားရတဲ့တစောင်းတိုင်းလပြင်းနေကို စက်ကွန်ရှင်ထိန်ချုပ်ထားတဲ့လွိုက်ကော်မျိုးအပြင်ဒေါ်လာရေးတပ်ဖွဲ့တွေထိန်ချုပ်ထားတဲ့ဒီမော်ဆူမျိုးနယ်မှာလည်းကျင်းပပြုလုပ်ခဲ့ကြပါတယ်လိုက်ကောမျိုးမှာ ပြီးခဲ့တဲ့ဩဂတ်စ်လကတည်းကစစ်ကော်မရှင်ကိုထောက်ခံတဲ့အမှုပညာရှင်တွေဟာပြည်သူတွေနဲ့အတူလာရောက်တွေ့ဆုံပြီးဖျော်ဖြေပွဲတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ဂရီနီနဲ့ရှန်ဂရီနီနဲ့ဆက်မှာပြီးခဲ့တဲ့အောက်တိုဘာလတလအတွင်းနေအိမ်ပေါင်း53လုံးမိရှုဖြစ်စီခံရတယ်လို့ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာ ဂရင်းနီလူခွေရေဖွဲ့ KNHRG ကထုတ်ပြန်ပါတယ်။ဖဲခုံမြို့နယ်နောက်ဖက်ခြံကမိရှုခံရတဲ့နေအိမ်တွေဟာစစ်ကောင်ရှင်နဲ့ P2C PNO တို့ပူးပေါင်းပြီးဖျက်ဆီးတာတွေကြောင့်ဖြစ်ပြီး အော်တိုဘာလအတွင်းနေအိမ်မိရှုမှု၃ကြိမ်ပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၁၀ရက်နေ့ကရှန်ဂရင်းနီနယ်ဆက်ဖဲခုံမြို့နယ်နောက်ဖက်ခြံကမြောက်စလုံးရွာနဲ့အော်တိုဘာလ၁၃ရက်နေ့မှာဘောရန်ရွာကိုစစ်ကောင်ရှင်တပ်နဲ့ ပို့ပီသူစီ PNO တို့ပူပေါင်းပြီးစစ်ကြောင်းထိုးကနေအရီကိုမိရှုဖြက်စီခဲ့တာကြောင့်ဒေတာခန့်တွေရွာလုံးကျွတ်စစ်ပြေးရှောင်နေရပါတယ်။သိမ်းရှောင်နေရတဲ့ဆက်ရှောင်လူသူတွေအတွက် လိုအပ်ချက်များစွာရှိနေသလိုနေအိမ်မိရှုခံရသူတွေကပုံမခက်ခဲတယ်လို့ဆက်ရှောင်ရေးကူညီသူတို့ကပြောပါတယ်။ဒါရီပြင်အော်တိုဘာလ29ရက်နေ့ကဒီမိုးဆွန်မြို့နယ်နောက်ဖက်ချန်ခေါပလော့ကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်တွေကလူနေအိမ်တွေကိုမိရှုဖြက်စီခဲ့ပေမဲ့မိလောင်ပြက်စီသွားတဲ့ နေအစည်းအဝေးကိုတော့အတိအကျမသိရှိရသေးပါဘူး။အော်တိုဘာလအတွင်းစစ်ကောင်ရှစ်တက်ရဲ့မိရှုဖြစ်စည်းတာတွေကြောင့်အရသားနေအိမ်တွေအပြင်ဘာသာရေးဆောက်ဦးလေးလုံးလည်းပြည့်စည်ခဲ့တယ်လို့ KNHRG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။မနေ့ကနိုဝင်ဘာလ၄ရက်နေ့မှာဒီမော့ဆုံမြို့နယ်တနေရာကဂရီနီပီလူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦးကာလာလတဗျူဟာနေ့ကနေဦးဆောင်ပြီးဘုံကထိပ်ပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲတော်စီစဉ်သူတို့ကအခုလိုပြောပါတယ်ကျွန်တော်တို့ဒီကနေ့ဟိုဥဆောင်ခြင်းမှာတော့ကတ်တာဗျူအာနဲ့ကဥဆောင်ခြင်းမှာမနော်ပြီးရင်ကျွန်တော်တို့လင်းအောင်စစ်ကြောင်းကျွန်တော်တို့ကကတ်တာဗျူအာနဲ့လင်းအောင်စစ်ကြောင်းကနေပြီးတော့ဥဆောင်ပြီးတော့ခြင်းပါခဲ့တာပဲအဲ့ဒီပုံကထိန်ပွဲကို ကလာလာတ DMO local PDF လိုက်ကော local PDF နဲ့ data ခံတွေပူပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။အခုလိုဘုတ်ကထိန်ပွဲဖြစ်မြောက်ဖို့လေချောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ဖြစ်အားမှုတွေကြောင့်စီစဉ်ကျင်းပခဲ့ရတယ်လို့ပွဲစီစဉ်သူတူကအခုလိုဆက်ပြောပါတယ်ကျွန်တော်မှတော့ခက်ခဲတယ်ဘာလို့လဲဆိုတော့ pressure တွေများတယ်မနေ့ကပဲဖြစ်သွားတဲ့ air strike ကိစ္စတွေရောကြားထဲမှာမှာကျွန်တော်တို့ကတက်နိုင်ဆုံးစစ်ကောင်းဖြစ်မြောက်အောင်ကျွန်တော်တို့လုပ်တယ်ကျွန်တော်တို့ကရီနီမှာရောက်နေပြီမဲ့လဲကျွန်တော်တို့ကတော့မြေပြန်သားတွေပေါ့နော်မြေပြန်သားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့တက်နိုင်ဆုံးတော့စစ်စစ်ကကဖြစ်အောင်ပြီးရင် စိုက်ဖက်မရှိအောင်အဲဘယ်သူမှမထိခိုက်အောင်ကျွန်တော်တို့အစီအကာလုံးလုပ်ဖို့ဆိုတော့ကျောင်းစီမှာတော့တော်တော်တော့ pressure များတယ်အဲဒီနေ့ကကျင်းပပြုလုပ်တဲ့ဘုံကထင်ပွဲကိုဘာသာခြားတွေကနေလဲစုပေါင်းပါဝင်ပြီးစုပေါင်းကုသိုလ်ယူခဲ့ကြတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ၄ရက်နေ့ဟာတဆောင်မုံလာပြည်နေဖြစ်ပြီးဗုဒ္ဓဘာသာဝင်တွေရဲ့အထုအမြထားရတဲ့နေ့ဖြစ်ပါတယ် ရင်းနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေခြင်းသာတောင်းဆိုခြင်းသာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးခြင်းနဲ့ဆိုရင်ကနယောက်ဒီထိုင်းရဲ့လူထုစာလောအစီအစဉ်မှာ ပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbamis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။ signal ဒါမှမဟုတ် telegram ကနေတဆင့်ရေးသားပြဖို့ခြင်းနဲ့ဆိုရတော့အပေါင်း6685881တင်းနစ်လေးနစ်တစ်ကိုရေးသားပြဖို့နိုင်ပါတယ်ခင်ဗျာလူထုတွေပြဖို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားခြင်းနဲ့ဆိုရင် လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပြဖို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာ ကျွန်တော်တို့ထိုင်းရဲ့နိုဝင်ဘာလ9ရက်သတင်းတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အခုချိန်ကစပြီးမနေ့ပြန်နိုဝင်ဘာလ6ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်ပြောပြပေးပါမယ်။ဘင်္ဂလားပြည်လေအော်ချင်းဒီမှာကပ်ပလီပြည်လေပြင်းနဲ့ဘင်္ဂလားပြည်လေအော်မှာတိမ်အထင်အင်းကနေတိမ်ထူထမ်းနိုင်ပါတယ်။ပြည်လေပြည်အချင်းဒီမှာတနင်္လာနေ့ကံယူတန်းရခိုင်ကံယူတန်းမြေဝကျိုးပေါ်ဒေသမုတ်တမကွေတွေမှာ အရှိအရှိတောင်ဘက်ကလေတွေဟာတနအီကိုဆင်မိုင်ကနေ -10 ခတ်တိုက်ခိုက်လာနိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်အထင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ဂရင်းပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တွေမှာနေရာစစ်စစ်ကနေနေရာအနက်အပြားမိုးထချုံရွာနိုင်ပါတယ်။ အရှိဘက်ကနေလာတဲ့လေပွေလိုက်အရှိန်ကြောင့်ကချင်ပြည်နယ်အေယာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။အခုပြောပြတဲ့မိုးလေဝသခံမှန်းချက်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလေဝသခံမှန်းချက်တွေဖြစ်ပါတယ်။ငြိမ်းမြုပ်မိုင်းတဲ့စစ်ကြံလက်နက်ပစ္စည်းတွေရဲ့လူသားတွေတရိတ်ဆန်တွေအပေါ်ချိန်ချောက်မှုအန္တရာယ်ကအလွန်ကြီးမားပါတယ် အဆိုးဆုံးကအသက်သေးချေပျက်စီးတဲ့အထိဖြစ်စေသလိုခန္ဓာကိုယ်အစိတ်ပိုင်းတွေဆုံးရှုံးပြီးမတန်ဆွမ်းဖြစ်တာပြင်းပြင်းထန်ထန်ဒဏ်ရာရတာတွေဖြစ်စေပါတယ်။အဲဒီလိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေတည်းမကပဲအသက်ရှင် ကြံခဲ့သူတွေဟာစိုးရိမ်ထိတ်လန့်တာစိတ်ဖိစီးတာလုံခြုံမှုမရှိသလိုခံစားရတာစိတ်တက်ကြတာစတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေလည်းဖြစ်စေပါတယ်။လူမှုဘဝထိခိုက်မှုတွေလည်းရှိပါတယ်။ အသက်ရှင်ခဲ့ပေမဲ့မတန်ဆွမ်းဖြစ်သွားတဲ့အခါအိမ်ထောင်ပြုဖို့တာသမီယူဖို့အလौအကံရဖို့စတဲ့အခွင့်အလန်းတွေကိုပါ ကြီးမားစွာတက်ရောက်မှုရှိစေနိုင်လို့ပါဒါကြောင့်မလို့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒီယာတွေနဲ့ပတ်သက်တဲ့ဘဝတုတာတွေကိုကိုနေထိုင်ရာပတ်ဝန်းကျင်မှာမျှဝေပေးရင်ချစ်ခင်ရသူတွေကိုပောက်ကွဲလက်နက်ပစ္စည်းတွေရဲ့အန်ဒီယာတွေကနေကာကွယ်ကြရအောင်ပါအဖက်စင်တက်ဆက်ပေးနေတဲ့ကောင်းစင်းလုံးတဲ့အစီအစီကနေပြီး ဒီကနေ့မှာတော့မော်ညားမာကစုစည်းတင်ဆက်ပေးထားပါတယ်ကုန်စည်နှုန်းတည်နိုင်ငံချောင်းငွေလဲနှုန်းတည်တွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေ KTN Fan ပရိသတ်တွေကိုပြည့်လဲကျူဆူလိုက်ပါတယ်။ဒီနေ့အစီအစဉ်မှာတော့ဒီမော့ဆွေမြင့်ရဲ့အနောက်ချမ်းမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတည်နဲ့ ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချမ်းငွေလဲနှုန်းတွေကိုစုစည်းတင်ဆက်ပေးသွားပါမယ်။ကတိအဖန်ပြည်သက်များရှင်အရင်ဆုံးတော့ဒီမော့ဆွမြင့်ရဲ့အနောက်ခြမ်းမှာရောက်ချပေးနေတဲ့ကုံစင်းကုံချောက်စီနှုန်းတွေကိုပြောပြပေးပါမယ်။စံစေးမှာတော့စံတအိတ်ကိုတသိန်းတထောင်ချက်ကနေတသိန်းနှစ်ထောင်၅၀၀ချက်ဘဲစီအေးသူစားတပိတ်သားတထောင်၆၀၀ချက် ကျက်သွန်ဖြူတပိတ်သာ8000ကျက်ကျက်သွန်နီတပိတ်သာ3500ကျက်ဂျင်းတပိတ်သာ9000ကျက်ခရမ်းချင်တီတပိတ်သာ4000ကျက်ငရုတ်တီ6တပိတ်သာ2000ကျက်ငရုတ်တီ6ကလော်အော်တီတပိတ်သာ3500ကျက်ငရုတ်တီစိန်တပိတ်သာ12000ကျက်အာလူးတပိတ်သာ8500ကျက်မြေပဲဆန်တပိတ်သာ11000ကျက်ကျဥ်တကယ်မှာတော့16000ကျက်အသာတုတပိတ်တာ18000ကျက် ကလဘဲတပိတ်တာ1500ချက်ဘဲနီလီတပိတ်တာ16000ချက်ခရမ်းတီးတပိတ်တာမှာတော့4000ချက်ငပိတပိတ်တာ1000ချက်ငနီတူးချောက်တပိတ်တာ3000ချက်ဇလောင်းဘီယာချောက်တပိတ်တာ14000ချက်တကြားတပိတ်တာ9000ချက်ကော်ဖီပရီမီယာအထောက်ကြီးတစ်ထုပ်ကို18000ချက်ကော်ဖီဆန်ဒီအထောက်ကြီးတစ်ထုပ်မှာတော့15000ချက်ရှိပါတယ် အသားဈေးတွေကတော့ဝတ္တာတပိတ္တာ3200ကျပ်အမေတာတပိတ္တာ3500ကျပ်ဈေးရှိပါတယ်73စီစီနှုန်းတွေအနေနဲ့ဓာတ်ဆီတလီတာ4000ကျပ်ကနေ4500ကျပ်ဒီဇယ်တလီတာ4500ကျပ်ဈေးနှုန်းအတူတူရှိတယ်လို့သိရပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာကောက်ယူထားတဲ့ဒီမောဆွေမြင့်ရဲ့အနောက်ချမ်းမှာရောက်ချပေးနေတဲ့ ကုံစင်ကုံ6စီနှုံးတွေနဲ့73စီစီနှုံးတွေကိုပြောပြပေးခဲ့တာပါဒီစီနှုံးတွေကရောက်ချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးစီနှုံးကွာဟာမှုအနေငယ်ရှိနိုင်သလိုကုံစင်နှုံးတွေကအချိန်နဲ့အမျှစီနှုံးအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲနှုန်းတွေကိုဆက်လက်ပြောပြပေးပါမယ် အမေရိကန်ဒေါ်လာမှာတော့ဒေါ်လာကို3,980ကျပ်မှာဝယ်ဈေးရှိနေပြီးရောင်းဈေးမှာတော့4,900ကျပ်မှာပေါက်ဈေးရှိနေပါတယ်။မနေ့ကပေါက်ဈေးအရမနေ့ပိုင်းမှာအမေရိကန်ဒေါ်လာဝယ်ဈေးဟာ3,985ကျပ်အထိပေါက်ဈေးရှိခဲ့ပေမဲ့နေ့လယ်ပိုင်းမှာတော့ဒီနေ့ရဲ့ပေါက်ဈေးအတိုင်း3,980ကျပ်ဝယ်ဈေးနဲ့ဈေးအနည်းငယ်ပြင်ကျသွားတာဖြစ်ပါတယ်။ ယူရိုစတာလင်ဈေးကွက်မှာတော့ဒစတာလင်ကိုမြန်မာကျပ်ငွေ4560ကျပ်မှာဝယ်ဈေးရှိနေပြီးရောင်းဈေးမှာတော့4695ကျပ်နဲ့ဒီနေ့မှာယူရိုစတာလင်ဈေးအနည်းငယ်ကျသွားပါတယ်။မနေ့ကပေါ့ဈေးအရာယူရိုတက်စတာလင်ကို4590ကျပ်ဝယ်ဈေးရှိခဲ့တာဖြစ်ပါတယ်။ဖရီတိုင်ပေါင်မှာတော့တပေါင်ကိုဒီနေ့မှာ9165ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့ 9295ကျက်နဲ့ဗြိတိန်ပေါင်ပေါင်စီမာလေးစီအနေငယ်ချသွားပါတယ်။မနေ့ကပေါင်စီအရာဗြိတိန်ပေါင်ဝယ်စီဟာတပေါင်ကို9235ကျက်အထိပေါင်စီရှိခဲ့တာဖြစ်ပါတယ်။စင်ကာပူဒေါ်လာဈေးကွက်မှာတော့ဒေါ်လာကို3035ကျက်ဝယ်စီရှိပြီး ရောင်းစီမှာတော့3130ချက် ပေါက်စီနဲ့စင်ကာပူဒေါ်လာဈေးဟာလည်းဒီနေ့မှဈေးချသွားပါတယ်။မနေ့ကပေါက်စီမှာတော့စင်ကာပူဒေါ်လာကို 3055ချက်ကနေ3040ချက်ဝယ်ဈေးနဲ့ဈေးနှုန်းအပြောင်းလဲရှိခဲ့ပါတယ်။ထိုင်းဘတ်ပေါ့စီမာတို့တပတ်ကိုဒီနေ့မှ123.95ချက်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့125ချက်ပေါက်ဈေးရှိနေပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ထိုင်းတပတ်ကို122.8ချက်ဝယ်ဈေးနဲ့ဈေးငွေနေခဲ့တာကိုတွေ့ရပါတယ်။တရုတ်ယွမ်ဈေးကွက်မှာတော့တရွမ်ကိုဒီနေ့မှ958ချက်ဝယ်ဈေးရှိပြီး ရောင်စည်းမှာတော့980ချက်ပေါက်ဈေးရှိနေပါတယ်။မနေ့ကပေါက်ဈေးအရာတရုတ်တရွန်ဝယ်ဈေးဟာ960ချက်ကနေ959ချက်ဝယ်ဈေးနဲ့ဈေးနှုန်းအပြောင်းလဲရှိခဲ့တာပဲဖြစ်ပါတယ်။မလေးရှားရင်းကစ်ပေါက်ဈေးမှာတော့တရင်ကစ်ကိုမြန်မာကျပ်ငွေ945ချက်ဝယ်ဈေးရှိနေပြီး ရောင်ဈေးမှာတော့969ချက်ပေါက်ဈေးရှိနေပါတယ်။ မနေ့ကပေါ့စီအရာ မလေးရှားရင်ကီဝဲဈေးဟာ948ချက်ကနေ943ချက်နဲ့ဈေးနှုန်းအသက်ကျရှိခဲ့တာဖြစ်ပါတယ်။ဂျပန်ယန်ဈေးကွက်မှာတော့တယန်ကို25.97ချက်ဝယ်ဈေးရှိပြီးရောင်ဈေးမှာတော့26.56ချက်နဲ့ဂျပန်ယန်ပေါ့စီအနေနဲ့တက်လာတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်တွေမှာတော့ဂျပန်တယန်ဝယ်ဈေးဟာ25ချက်မှသာပေါ့စီရှိခဲ့ပါတယ်။ Korean Won ပေါက်စင်မှာတော့တဝန်ကို1.84ချက်ဝယ်ဈေးရှိနေပြီးရောင်းဈေးမှာတော့နေ့တသမ80ချက်ပေါက်စီရှိနေပါတယ်။ဗီခရရက်တွင်မှာတော့ကိုရီးယားတဝန်ကိုနေ့တသမ00ချက်မှာပေါက်စီရှိနေခဲ့ပါတယ်။ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလဲနှုန်းတွေကိုစုစည်းပြောပြပေးခဲ့တာပါ။ငွေစည်းနှုန်းတွေက အကောင့်အချင်းချင်းလွဲပြောင်းမှုနေရာဒေသကွဲပြားမှုအရွက်ရောင်းဝယ်မှုအရာ ပေါ့စီကွာဟမှုအနေငယ်ရှိနိုင်သလိုငွေစည်းနှုန်းတွေကအချိန်နဲ့အမျှစည်းနှုန်းအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ် ကြီးနဲ့လေချောင်းရံကာကွယ်နိုင်မဲ့ဘုံခုကြီးများဆောက်လုပ်ခြင်းမိမိတို့ရဲ့နေအိမ်တွေမှာမိသားစုဝင်အားလုံးဝေဆန့်နိုင်တဲ့ဘုံခုကြီးတွေ ပြုလုပ်ထားတဲ့အပြင်ကြောင်းဘာသာရေးအဆောက်အအုံအဆရှိတဲ့နေရာတွေမှာ လူဦးရေအားလုံးအကာအကွယ်ယူနိုင်မဲ့ဘုံခုကြီးတွေကိုတူးထားတင်ပါတယ်ဘုံခုကြီးတွေကိုမြေခွေးကွယ်တောင်ဆောင်ကပန်းတွေမှာတူးမယ်ဆိုရင်ပိုပြီးကောင်းပါတယ် တောင်ဆောင်မဟုတ်တဲ့မြေပြတ်တွေမှာအနည်းဆုံးအနဲ့၅ပေနဲ့မိသားစုဦးရေအားလုံးဆက်နိုင်မဲ့အကျဲအနေအထားဖြစ်ဖို့လိုအပ်ပါတယ်။ခိုက်ခတ်တဲ့အဖုံးဖြစ်စေဖို့လုံးချင်းတပေခန့်ရှိတဲ့တိလုံးတွေကိုအသုံးပြုပြီးမြဲမြံမှုရှိစေဖို့တန်ကျိုး၊တို့ကျိုး၊ဆိုင်ကယ်ချိတ်ကျိုးတွေတန်ရက်ချိတ်ဆွဲထားပါ။တိတုံးတွေပေါ်မှာမိုးကာ၊ပြေပြား၊တို့ပြားတွေနဲ့ ်မြေထုနပေခတ်ထပ်ဖို့ပါဘုံခူကြီးဟာလေဝီလီထွက်ကောက်ကောက်ရရှိဖို့လိုအပ်ပြီးဖြစ်နိုင်မယ်ဆိုရင်အဝေထွက်လမ်းကြောင်းတွေကိုတပြောက်တန်းတီးမဟုတ်ပဲတစိချိုးပုံစံမျိုးတွေနဲ့လှုပ်ရည်ပိုကောင်းပါတယ်ကြောက်တွေရှိတဲ့နေရာမြင့်ကြီးတူရခက်ခဲတဲ့နေရာတွေမှာတဲအိတ်မြင့်ကြီးအိတ်တွေနဲ့ပုံခုန်နိုင်တဲ့နေရာတွေကို ပြုလုပ်ပါ အရေးပေါ်အခြေအနေတွေအတွက်ကြိုတင်လက်ကျင့်မှုများပြုလုပ်ခြင်းကျေးရွာတွေဆစ်ဆောင်စခန်းတွေဘာသာရေးအဆောက်အဦတွေဈေးပေးခန်းတွေနဲ့စာတင်ကျောင်းတွေမှာအရေးပေါ်လက်နေကြီးပြစ်ခတ်မှုနဲ့လေချောင်းရံကာကွယ်ရေးကြိုတင်စက်တိုက်လက်ကျင့်မှုတွေကို မကြာခဏလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ကြိုတင်လက်ကျင့်မှုဟာအရေးပေါ်အခြေအနေမှာကစစ်ကလျားဖြစ်မှုတွေ မတော်တဆထိခိုက်ဒဏ်ရာရရှိနိုင်မှုကိုလျှော့နေစေမှာဖြစ်ပါတယ်။ဂျိုတင်လက်ချင်းမှုမှာဥဆောင်ပေးဖို့လိုအပ်တဲ့ကလင်းငယ်တွေ၊တက်ကြီးရွယ်ဦးတွေ၊နမ်ကြာဖြစ်သူတွေ၊မတန်ဆွမ်းတွေ၊ကိုဝန်ဆောင်တဲ့မိခေတွေကိုစီရင်ပြုစုထားပါ။ဒါအပြင်နေရာတစ်ခုချင်းစီအတွက်အရေးပေါ်အခြေအနေမှာ အကူအညီလိုအပ်သူတွေကို အကူအညီပေးနိုင်တဲ့ဥဆောင်နိုင်တဲ့လူငယ်လူရွယ်တွေ စေတနာဝန်ထမ်းတွေဆရာဆရာမတွေကိုစည်ရင်ပြုစုပြီးတာဝန်တွေခွဲဝေတင်ပါတယ်ကျေအဖန်ပြိတ္တတွေအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့တူတာဖြားဖြားအစီအစဉ်မှာမြင်မြုပ်မိုင်းတဲ့စစ်ကြံလက်နဲ့တက်စီတွေရဲ့ လူပေါင်းအပေါ်ထိခိုက်မှုအကြောင်းကိုပြောပြပေးချင်ပါတယ်။ဒီအကြောင်းအရာကိုကျမမော်လေးမြန်နဲ့တို့မော်ညားမာတို့ကအတူတဆက်ပေးသွားပါမယ်ရှင်။ကေဂျီအဖပြည်သက်များရှင်ကပ္ပလည်းမှာမြမရေးရာဟာမင်းမိန်နေတယ်လို့ဆိုပေမဲ့တကပ္ပလုံးအတိုင်းအတာနဲ့မြန်မာနိုင်ငံကပထမအဖြစ်ဆန်ချစ်တင်ထားတဲ့အချက်တစ်ခုရှိတယ်လို့ပြောမယ်ဆိုရင်ယုံကြမလားရှင်ဟုတ်ပါတယ်မြန်မာနိုင်ငံဟာ ကမ္ဘာနိုင်ငံတွေနဲ့ရှင်ပြီးပထမဖြစ်တင်ထားတဲ့စံချိန်ကတော့မြင်မြုပ်မိုင်းနဲ့စက်ကြလက်နဲ့ပစ္စည်းတွေကြောင့်နှိစေအသေးပြောက်အများဆုံးဆိုတဲ့စံချိန်မှာနိုင်ငံတကာမြင်မြုပ်မိုင်းတာစီရေလှုပ်ရှားမှု ICBL သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံချင်းဆိုင်မြန်မာနိုင်ငံဆိုင်ရာမြင်မြုပ်မိုင်းအသုံးပြုမှုစောက်ကြီးရေအဖွဲ့ရဲ့2024ခုနှစ်အစီရေခန်းစာအချက်အလက်တွေရအများဆုံးအဖြစ်စက်ချင်တင်သွားခဲ့တာပဲဖြစ်ပါတယ် ဟုတ်ပါတယ်2024ခုနှစ်မှာလည်းမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပြစ်စီတွေကြောင့်နေ့စဉ်အသေးအပြောင်း1082ဦးထိရှိခဲ့တာပါဒါရီတင်မကသေးပါဘူးဒီ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိ6လအတွင်းမြန်မာနိုင်ငံမှာမြေမြုပ်မိုင်းနဲ့တခြားပေါက်ကွဲစေတတ်တဲ့လက်နဲ့ပြစ်စီတွေကြောင့်ထိခိုက်ဒဏ်ရာရတဲ့သူက358ဦးထိရှိခဲ့တယ်လို့ UNICEF မြန်မာရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ် ပထမ6လအတွင်းမှာတည်ဆုံသူစင်ရဲကပြီးခဲ့တဲ့2024ခုနှစ်အတွင်းထိခိုက်သူ1082ဦးရဲ့33ရာခိုင်နှုန်းနဲ့ညီမျှနေတာပါ။အဲ့ဒီကိန်းကနန်းတွေအရမြေမြုပ်မိုင်းနဲ့တခြားပောက်ကွယ်စီတက်တဲ့လက်နဲ့ပစ္စည်းတွေဟာလူပေါင်းအပေါ်မှာတိတာချင်ရှားတဲ့အဒီရေကိုဆက်လက်ဖြစ်ပေါ်စေပြီးမိမောင်းထိုးပြနေတယ်လို့အရက်သားထိခိုက်ခံစားရသူအရေးအတွက်ကိုသာထင်ဟဖော်ပြနေပါတယ်။ဟုတ်ပါတယ်။ မြင်မြုပ်မိုင်းတွေကိုမြင်မျက်နှာပြအောင်မြင်မျက်နှာပြအပေါ်မြင်မျက်နှာပြအပေါ်ရန်ဒါမှမဟုတ်တစ်ပေဘေးပတ်လေလူတွေနဲ့အနီးကပ်ဆုံးနေရာတွေမှာနေရာချထားပြီးလူတရိတ်ဆန်ဒါမှမဟုတ်ယင်ဆရာတွေရဲ့ထိတွေ့မှုဒါမှမဟုတ် အနီးကပ်လာပြီးဆိုရင် ပောက်ကွဲစီဖို့ထုတ်လုပ်ထားတဲ့လက်နက်ခင်ရတွေဖြစ်ပါတယ်ပောက်ကွဲစီတတ်တဲ့စစ်ကြံလက်နက်ပစ္စည်းတွေဆိုတာကတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အန်ရဲ့ကြာရှည်စွာတည်ရှိနေတတ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ် ီပစ္စည်းတွေကိုပြစ်ခတ်တာပြစ်ချတာလွှတ်ပြစ်တာတွေပြုလုပ်တဲ့အခါမပေါက်ကွဲသေးပဲဒါမှမဟုတ်အတုံးမပြုတ်သေးပဲခြံထားတာဒါမှမဟုတ်လွှတ်ပြစ်တာလည်းဖြစ်နိုင်ပါတယ်ဒီမြေမြုပ်မိုင်းနဲ့ဆက်ကျင်လက်နဲ့ပစ္စည်းနှမျိုးလောက်ကဘယ်သူမဆိုအသက်အရွယ်မရွေးပဲတိုက်ပွဲဝင်သူတွေနဲ့အရက်သားတွေဆိုပြီးခွဲခြားမှုမရှိတဲ့အတွက်မတော်တဆဖြစ်မှုတွေက အသက်ဆုံးရှုံးတဲ့အထိဥတီဖြစ်ပေါ်နေပါတယ် ဒီမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကြောင့်ထိခိုက်ခံစားပြီးဆိုရင်လူတဦးချင်းစီကိုဖြစ်စေမိသားစုဒါမှမဟုတ်လူတိုင်းဝိုင်းတစ်ခုလုံးကို ဖြစ်စေတရားမှုရှိစေနိုင်ပါတယ်ဒီအကျိုးဆက်တွေကရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအနေနဲ့ကုလက်အင်ကာဆုံရှုံတာအမြင်အာယုံဆုံရှုံတာအကြာအာယုံဆုံရှုံတာခနာကိုပုံမှန်အတိုင်းမဖြစ်တော့တာကနေပြီးအသက်သေးဆုံးတဲ့အထိပါဝင်နေတာပါဟုတ်ပါတယ် ဒီရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးနာတာရှင်နာကျင်မှုကိုဖြစ်စေနိုင်တယ်လို့မတည့်ရဖို့ခက်ခဲတာလမ်းလျှောက်ဖို့ခက်ခဲတာအရာဝတ္ထုတွေဆုပ်ကိုင်ဖို့ခက်ခဲတာလေးလံတဲ့အလုပ်တွေကို မလုပ်နိုင်တော့တာစတဲ့ရေရှည်လှုပ်ဆောင်မှုဆိုင်ရာအခက်အခဲတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြက်လက်နဲ့ပစ္စည်းတွေကြောင့်ထိခိုက်ခံရပြီးအသက်ရှင်ကျန်ရည်သူတွေဟာစိတ်ပိုင်းဆိုင်ရာတက်ရောက်မှုများစွာလဲခံစားရနိုင်ပါသေးတယ်။ သူတို့ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာထိခိုက်တယ်လို့သူတို့ရဲ့မိသားစုဝေတွေလည်းပုံစံအမျိုးမျိုးနဲ့စိတ်ပိုင်းဆိုင်ရာဒုက္ခတွေခံစားရစေပါတယ်ဒါတွေအပြင်မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပြည်စီတွေကြောင့်ထိခိုက်ခံရတဲ့သူတွေအများဆုံးခံစားရလေရှိတဲ့အရာတွေကစိုးရိမ်ကြောက်ကြတာဝမ်းနည်းလွယ်တာအိပ်စက်ဖို့ခက်ခဲတာစိတ်ခံစားမှုပြောင်းလဲလာတာအစာအသောက်ပြတ်တာ အာရုံစူးစိုက်မှုခက်ခဲတာတွေ ဖြစ်ပါတယ် တချို့တော့ထိခိုက်ခံရပြီးအသက်ရှင်ကျန်ရစ်သူတွေနဲ့မျက်မြင်သက်သေတွေဟာပြင်းထန်တဲ့စိတ်ဒဏ်ရာကိုခံစားရနိုင်တာကြောင့်သူတို့တွေကိုနှွေးထွေးစွာဆက်ဆံဖို့ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာပတ်ပုံမှုတွေကိုပြုလုပ်ပေးရပါမယ်။ဒါရီမကသေးပါဘူး။စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာအိတ်ဆက်ခြင်းအလေအထတွေဘာကူမှစိတ်ဝေစားမှုမရှိတော့တာစတဲ့လူတဦးတယောက်ရဲ့အပြုအမူတွေကိုတက်ရောက်စေပြီးထိခိုက်ခံရသူတွေပါဝင် မိသားစုနဲ့ လူအတိုင်းဝိုင်းကြားအမြဲတမ်းနားမလည်နိုင်တဲ့နေ့စီဘဝအပေါ်တက်ရောက်စေနိုင်ပါတယ်။ခွဲခြားဆက်ဆံခံရတာဖယ်ကျင်ခံရတာလူအတိုင်းဝိုင်းကြားတီးတက်ဖြစ်စေတာတွေကိုလည်းဥတီစေနိုင်ပါတယ်။မြင့်မြုပ်မိုင်းတဲ့စစ်ကြံလက်နဲ့ပျက်စီးတွေကြောင့်ထိခိုက်ခံရပြီးအသက်ရှင်ကျန်ရင်သူတွေအတွက်လူမှုရေးဆိုင်ရာခြံလှမ်းခြင်းကိုဥတီစေပြီးနေ့စီလုပ်ငန်းဆောင်ရွက်မှုတွေပြင်ရက်ရွာတွင်းလူမှုရေးနဲ့ အသက်မွေးဝမ်းကြောင်းတွေမှာပါဝင်ဖို့အတားအဆီးတွေလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ဟုတ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ဆက်ဆက်ပြီးဇီးပွားရေးလုပ်ငန်းတွေမှာလည်းထိခိုက်နိုင်ပါသေးတယ်။ပောက်ွယ်စေတတ်တဲ့ပစ္စည်းတွေက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက်လောက်ကိုင်းဆောင်ရွက်နိုင်တဲ့နယ်မြေတွေမှာမြေစီလွာပြည့်စည်တာစိုက်ပျိုးရေးလုပ်ငန်းတွေအခွင့်အလမ်းကန့်သတ်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နဲ့ပြည့်စည်တဲ့မျိုးစလုံးကတော့ အရင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်ရှိတိုက်ပွဲမဖြစ်ပွားတော့ပေမဲ့နေရအနက်မှာလူသားတွေအပေါ်မှာအသက်အရွယ်ဖြစ်နေစေပါဟုတ်ပါရဲ့ဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့်လည်းမိုင်းရှင်းလေးတာအနေရရှိတဲ့နေရာတွေကိုစစ်တမ်းကောက်ယူတာစတဲ့မိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းစီတွေကိုကြဲကြဲပြပြဆောင်ရွက်နိုင်တာမျိုးမရှိသေးပါဘူးလက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေအနေနဲ့လည်းမြေမြုပ်မိုင်းနဲ့စစ်တမ်းလက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူဒါမှမဟုတ် ရှေတန်ကြံရည်သူတွေကို ကူညီတာလက်ရှိအနာဂတ်နဲ့မျိုးဆက်တွေပေါ့ထိခိုက်မှုလျှော့ချရေးကိုဒါအထူးကလှုပ်ဆောင်နိုင်တဲ့အနေအထားမှာရှိနေတာပါဒါကြောင့်မြေမြုပ်အမိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေရဲ့လူပောင်အပေါ်ထိခိုက်မှုအပေါ်လျှော့ချနိုင်ဖို့ကိုဒေတာမှာအချင်းချင်းဖြစ်နေတဲ့မတော်တဆမှုတွေကိုသတိပြုရမှာဖြစ်ပါတယ်။ကန့်သတ်ထားတဲ့နေရာတွေမှာမသွားလာဖို့မိမိတို့နေမြေမှာရှိတဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဥပမာသတင်းဌာနရုပ်သံရေဒီယိုစတဲ့သတင်းစကားတွေကိုလည်းတေချာစွာ ခရုဆိုင်နားထောင်ပြီးလိုက်နာဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပေါက်ကွဲစေနိုင်တဲ့ဒါမှမဟုတ်အမျိုးအမည်မသိတဲ့ဖြစ်စီတွေတွေ့ခဲ့မယ်ဆိုရင်လုံးဝမထီမကိုင်းပဲသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးမှုဘာသာရေးကောင်းဆောင်တွေနိစ္စရာလက်နဲ့ကိုင်းတပ်ဖွဲ့တွေကိုအရင်ဆုံးအကြောင်းစားရမယ်ဆိုတာဒီတစ်ပတ်ရဲ့တူတာဖြားဖြားအစီအစဉ်ကနေပြီးတင်ဆက်ပေးလိုက်ရပါတယ်။ ဟုတ်ပါရဲ့ရှင်။ KJFN ပြည်သက်တွေအနေနဲ့မြင်မြုံမိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းတွေရဲ့လူပေါင်းပေါ်ထိခိုက်မှုအကြောင်းကိုနားဆင်ပြီးဗဟုတုတတဆုံတရားရရှိမယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ပတ်ရဲ့ဒီလိုအစီအစဉ်မှာဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာ KJFN ပြည်သက်တွေအားလုံးစောင့်မျှော်နားဆင်ပေးကြပါဦးရှင်။ Mutual Fund မြန်မာဘာသာရေဒီယိုစီစဉ်ထုတ်လွှင့်ပေးတာဒီညဘိုးတော့တလောက်ပါပဲရှင်။ Green Hill ပြည်သူပြည်သားအားလုံးနဲ့ KTF ကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးစစ်အာဏာရှင်ဘက်ကနေအမြန်ဆုံးလွတ်မြောက်ပြီးဘင်းကင်းလုံခြုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ KTF Fund ဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ကျမတို့အစီအစဉ်တင်ဆက်သူမော်လေးများပါ။